တရုတ်နိုင်ငံဝယ်ယူတဲ့အခါမှာရွေးချယ်မှုမမမဲ့နာမည်ကြီးဆိုင်ကယ်တွေရဲ့ဈေးနှုန်းတွေကိုဒီကနေ့ပြပြပြသကြပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြွကြောင်းမှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်။အခုကျွန်တော်ညာဘက်မှာရှိနေတဲ့ဆိုင်ကယ်ကတော့ Canada 125R ဆိုင်ကယ်ပဲဖြစ်ပါတယ်။ဒီဆိုင်ကယ်ကတော့ကောင်ဘောဒေတာတွေမှာလူကြိုက်များနာမည်ကြီးတဲ့ဗိုင်းမဲ့ဖြစ်ပါတယ်။ Engine Power 125cc အပြည့်နဲ့ပါ။ဒီဆိုင်ကယ်ကိုလောလောဆယ်မှာ29သိန်းခွဲ ဝင်းကျင်နဲ့ရောင်းချပေးထားပါတယ်။ဒီခုကျွန်တော်ညာဘက်မှာထားရှိတဲ့ဆိုင်ကယ်ကတော့ Lorja 110ဆိုင်ကယ်ပဲဖြစ်ပါတယ်။ ဒီဇိုင်းမပြောင်းမိမဲ့ဒီနေ့ထိတိုင်လူကြိုက်များနာမည်ကြီးနေတာပဲဖြစ်ပါတယ်ဒီလိုကြောင့်ဝန်ထမ်းဆိုင်ကကိုလောလောဆယ်မှာ36သိန်းခွဲဝင်းကျင်နဲ့တောင်းချပေးထားပါတယ်ဒီခုကျွန်တော်ရှိတဲ့တဲမှာရှိနေတဲ့ဆိုင်ကတော့ Dian Sporter 15ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကလေးကတော့ပုံဟောင်းဆိုင်ကလေးပါဘာလို့လဲဆိုရင်တိတ်မကြသေးခင်ရစ်ပိုင်းကမှပုံပြောင်းဆိုင်ကနဲ့ထပ်မံထွက်ရှိလာလို့ပဲဖြစ်ပါတယ်ဒီဆိုင်ကတော့ပုံဟောင်းဆိုင်ကလေးဒီဆိုင်ကကိုလောလောဆယ်မှာ36သိန်းခွဲဝင်းကျင်နဲ့တောင်းချပေးထားပါတယ် ဒီကိုကျွန်တော်ညာဘက်မှာထိုင်းကြီးတဲ့ဆိုင်ကတော့ Dian Sporter 15ဆိုင်ကယ်ကိုမှပုံပြောင်းဆိုင်ကယ်လေးပဲဖြစ်ပါတယ်အခုလိုမျိုးဒီဇိုင်းတစ်ခုလုံးချိန်ထားတဲ့ Dian Sporter 15ဆိုင်ကယ်ကတော့ model က95 model ပါဒီဆိုင်ကယ်ကိုလောလောဆယ်မှာ53တိန်ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီကိုကျွန်တော်ရှင်းတဲ့တက်မှာရှင်းနေတဲ့ဆိုင်ကယ်ကတော့ Canter Season 15ဆိုင်ကယ်ပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကတော့အခုနောက်ပိုင်းဝေလူအားများလာတဲ့နေရာမှာထိတ်ဆုံးကပါပါတယ်ဒီကနစီဆိုင်ဆိုင်ကယ်မှာဆိုရင်ဒါကတော့95 model မှာပဲ စတီကာပြောင်းနဲ့ထွက်ရှိလာတဲ့စတီကာလေးတွေကဒါအလုံးမြင်ကြတဲ့အတိုင်းတော်တော်ကိုလှတာကိုတွေ့ရပါတယ်အခုလိုမျိုးစတီကာပြောင်းကတော့အရင်တော့ပုံဟောင်းဆိုင်ခဲ့တဲ့ပိုးပြီးမှလူကြိုက်များတယ်သိရှိသေးခွတ်တယ်မှာဆိုရင်တော်တော်ကိုအဝယ်လိုက်နေတဲ့ဗိမဲ့ဖြစ်ပါတယ်ဒီဆိုင်ကကိုလောလောဆယ်မှာ29သိန်းခွဲဝင်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီကိုကျွန်တော်ဘယ်ဘက်မှာထားရှိတဲ့ဆိုင်ကတော့ OWN Click 150ဆိုင်ကပဲဖြစ်ပါတယ်ဒီဆိုင်ကတော့ရွှေရောင်စတီကာလေးတွေနဲ့ special edition ပုံစံတော်တော်ကိုလှနေတာကိုတွေ့ရပါတယ် အင်ဂျင်မဝါတော့ 150cc နဲ့ထုတ်လုပ်ပေးထားပါတယ်ဒီဆိုင်ကယ်ကိုလောလောဆယ်မှာ350ဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီနောက်ကတော့လူကြိုက်များတဲ့ခဲရောင်လေးရဲ့အပြာရောင်လေးရဲ့ပေါ့နော်ဒါလေးလေဒါရွှေရောင်စတစ်ကာလေးတွေနဲ့အလတ်ဆင်ပေးထားတာကိုတွေ့ရပါတယ်ကိုကြိုက်နေတဲ့ကာလာကိုစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီကူကျွန်တော်ရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ကယ်ကတော့ Edison scooter 15ဆိုင်ကယ်လေးပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကတော့တိတ်မကြတဲ့ခင်လာပိုင်းလေးရမှာ ဈေးကွက်ထဲကိုဒီဇိုင်းအမျိုးအစားအတက်နဲ့ရောက်ရှိလာတဲ့ဆိုင်ကလေးပဲဖြစ်ပါတယ်ဒီဆိုင်ကလေးကို လောလောဆယ်မှာ49သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုရှင်းပြတော့တဲ့ဆိုင်ကလေးအားလုံးဒီ model က2025 model တွေကြီးပဲဖြစ်ပါတယ် brand new kilo zero မှာ yaplet license ကြီးနဲ့ဝယ်ယူစင်းနေဝင်ရမှာပါအခုရှင်းပြတော့တဲ့ဆိုင်ကလေးအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့82လမ်း36လမ်းနဲ့38လမ်းကြားမှာဖွင့်လှစ်ပေးထားတဲ့ Top Star ဆိုင်ကလေး showroom မှာစတင်ဝယ်ယူအားပေးလို့ရနေပါ යි ခင်ဗျာ တော့စတားစင်ရှင်ရှုံးတော့အရင်တော့တော့85လမ်းနဲ့38လမ်းတောက်မှာပွင့်လက်ခဲ့တယ်အခုကတော့တိတ်မကြသေးခင်လပိုင်းရမှာဒီ82လမ်း36လမ်းနဲ့38လမ်းကြားမှာပြောင်းရွှေ့ဖွင့်လက်လိုက်တာပဲဖြစ်ပါတယ်ပြည်သူဆိုင်ငယ်ဝယ်ယူတဲ့အခါမှာရွေးချယ်မှုမမမဲနာမည်ကြီး brand တွေကိုတနေရာထဲမှာစုံစုံလင်လင်နဲ့စိတ်ကြိုက်ရွေးချယ်ကြမှာလားအဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေလူရင်းဆိုင်ဖြစ်တဲ့ Top Star ဆိုင်ငယ် showroom ကိုကြွလန်းခဲ့ပါအောင်လို့ကျွန်တော်ကြကြောင်းကဖိတ်ခေါ်လိုက်ချင်ပါတယ်ခင်ဗျာ